လူကြိုက်နေတဲ့ကောင်မောင်ချောနေစီးထဲမှာကိုထဲပြိပြိအရသာရှိရှိယေရှုငါတလောက်ကြီးဟာဆစ်ရှစ်ကြားတဲ့နာမည်လဲဖြင်းအစီသားလဲဖြင်းနဲ့ငါဖြင်းက28ကြားစီးတဲ့ဒါနဲ့ဆန်ရှင်ကိုမေးကြည့်မိတယ်။ဘာဖြစ်လို့များအရသာလဲရှိကိုထဲလဲပြိတယ်ယေရှုငါတလောက်ကဈေးနဲ့နေရတာလဲလို့လူကြိုက်နေလို့တဲ့ငါဖြင်းကတော့လူကြိုက်များလို့ဈေးကြီးတယ်တဲ့ဟုတ်ကဲ့မောင်ချောနွယ် လူကြိုက်နေတဲ့ကောင်မယန်ထွားကြိုင်လာကြီးရဲ့မတ်တက်စာတော်မဖူမလုံတဲ့ကောင် တုံးလုံးစာဝေလာဝေးလို့ခန္ဓာကိုယ်နဲ့ကောင်လေဘလို့လဲဆိုတော့ကအင်မတန်တမ်းများတဲ့မိမကောင်ပေါ့တမ်းတွေတရွရွတစီစီပွားတဲ့နေတလူမျိုးလေကြပြားတွေကသူ့ကိုယ်ပေါ်မှာ အပေါ်စား restrain တွေကအလကားရတဲ့ Sara Hinshu ရေတွေနဲ့သူ့ဘဝကိုမတိဆောက်လို့ဘူးတဲ့ဒါပေမဲ့ခရဘုံများဇပွဲပေါ်မှာဒီ Hinshu ရေတစ်ခွက်ပဲပူပူနွေးနွေးရှိလေတာမွန်ပါတဲ့အောက်ရှိလူဒန်းစားတွေနဲ့ဒူးတင်ပေါင်တင်တန်းနဲ့နေပင်မဲ့ဘုံဆန်တဲ့အင်တာမျိုးကြဒင်းရမကြိုက်ပြန်ဘူးတဲ့အရစ်ဖြူကိုယဉ်ကျေးမှုမြင့်တောက်တတ်သေး ဇင်ခံရကောင်းမှန်တိရသေးအတုံးရှတော့ရမြည်မှန်တိရသေးမူးလာရင်ထကားကိုဘယ်တော့မှမမေ့တတ်တဲ့ကောင်လေးဘဝမှာတန်အမတ်ကလည်းဖြစ်ခဲ့ရင်သေးတဲ့စကားပြောရမှာအထက်တန်းကြောက်အောင်တော်ဝင်အောင်ပြောနိုင်ပေမဲ့သူပြန်ပြောတဲ့အခါပူပြောတတ်တဲ့ညင်ကလည်းရှိသေး ပါတဲ့နေရာမှာရှင်အောင်ဇာထက်ပါပင်မဲ့တကယ်လက်တွေမှာမကျင်းသုံးဖြစ်လို့လူတွေကထူတယ်လို့အထင်ခံရမြဲကောင်းလေတခါတရံတော့လဲခြေကားပေါ်မှာပေါင်သားအလှပေါ်လွှင်အောင်အချိုးကျကျထိုင်တတ်တဲ့အရွယ်ရှိရှိအရာရှိကတော်တယောက်လို့လေအဲ့ဒီကြပြားဆရာဆိုတဲ့ကောင်ဟာနေထိုင်တတ်သေးတယ်သူတွေ့ကြောထဲမှာဂျိုးတွေကြပြားဆိုတဲ့ပါပဂျိုးတွေစူးဝင်စီးဝင်လို့မောင်ျှောနယ်ဆိုတဲ့ကောင်ဟာကဘာပတ်လမ်းကြောင်းထဲမှာနေတာလို့ ကြည်ရင်အုပ်လောက်သာရှိတဲ့သူရင်အုံကိုကော့ကော့ပြတတ်သေးသွေးစိမ့်တပေါက်ပေါက်နဲ့တိဆောက်ခဲ့ရတဲ့သူ့ဘဝခီးဂီယာကုံလီပါကုံမောင်းနေခဲ့သူ့ဘဝကိုတည်ရတပြားစာယူခင်းချင်းကြည့်လိုက်ရင် မြို့တမြို့တီးနိုင်တယ်မြစ်တမြစ်စီစဉ်သွားနိုင်ပေရဲ့ဒီကောအသေးကခက်ငငယ်ရဲ့လို့သူ့မွေးသမီးခင်ကခဏခဏလူရတဲ့ပြောခိုင်းရတဲ့ကောင်ပေါ့ဘဝကိုရင်ခုန်တယ်လို့အရင်တိုင်နေခဲ့ နာကျင်တဲ့အခါမော်ပဲပျော်ရွှင်တဲ့အခါရဲမောကိုနောက်မကြခဲ့ဘူးသူ့အတ္တိဒုက္ခကိုတစ်ဖက်သူကသိရှိလက်ခံပြီးမဲ့သူက သူ့ဒုက္ခအပေါ်ကိုဖော့ဖော့နေတတ်လွန်းလို့တဝက်ကူညီစာနာမှုသာရရှိခဲ့သူပေါ့ကုသိုလ်ကံလိုက်ပုံကလည်းပါဇက်နဲ့ကူညီပြီးလက်မပါတဲ့မိတ်ဆွေတွေပေါ်ပြစ်လာတဲ့ကောင်းပေပဲခုံထကဘာမြည်ကြီးအခိုးအငွေတက်ကိုင်းနဲ့အဲ့ဒီတက်ကိုင်းဘဝရောင်ကိုင်းပြည်တဲ့နာ မျက်နှာကဘာဥကိုတူးဆွလာတဲ့လက်အမှန်တရားကတော့လူတွေလိုပါပဲ။ ောင်စနေနေရပါတာမန်လူနဲ့မတူတဲ့အရာဆိုလို့ဒါတွေပဲသူ့မှာရှိရဲ့ဂျန်နာတွေကတော့တာမန်လူတွေဆောင်ကြည့်နိုင်တဲ့ဆိုရင်သူ့မှာခက်နေနေရဥပမာမြို့မြင့်နှဖုံးတထေးမဖြစ်ခဲ့ဘူးအရာရှိမဖြစ်ခဲ့ဘူးပေါ့တခုခုအမြင်တေးတများများနဲ့ဖြစ်တာမျိုးကိုသိယုံချရတဲ့ကောင်းငငယ်ကဟိုဝါဒဒီဝါဒတွေကိုနည်းနည်းမြည်ဆန်းဘူးခုတော့မင်္ဂလာတရားနဲ့အညီလေး ငါအပုတ်ဆားရပေမဲ့ပြမစူတရားလက်ကင်ထားလို့ဘသူတွေများငပုတ်ဆားလို့ပြမစူတရားလက်ကင်ထားနိုင်ခဲ့လို့လဲအဆုတ်မကောင်းအတ္တရှူပြုံတွေကမကောင်းလှပေမဲ့မြေအောင်နှစ်ရွှေဝိုင်းကောင်းကိုကြိုက်သေးဗာဂျီးနီးယားကောင်းနဲ့ secret ကိုကြိုက်သေးအရက်ကလေးတထွေထွေနဲ့သူ့မိတ်ဆွေတငယ်ချင်းတွေအပေါ်သူပေါင်းသင်းနေထိုင်ခဲ့ပုံကမရတရားလို့လေ ဘာသာစကားအမျိုးမျိုးပြောမပြောတတ်လို့ဖနှက်အမျိုးမျိုးပြောမစည်းတတ်လို့ခဏခဏအပြစ်တင်ခံရတဲ့ကောင်ပေါ့ကိုသားရွယ်ညီအရွယ်ကောင်တွေကလိန်နာညာတာကိုလိန်နာမှန်တိတိနဲ့ခံပြီးตายရနေတတ်တဲ့ကောင်လေအပေါင်းအသင်တငယ်ချင်းပေါ်လင်းကိုလှုပ်ကြွေးတဲ့မရကောင်လို့ပေါင်းခဲ့ပေမဲ့နှစ်ပေါင်း40လုံးလုံးသူ့ဘဝသူ့ခန္ဓာပေါ်ကြမကောင်းခဲ့တဲ့သူလေမလဲမဝဲနဲ့အနေထိုင်မတတ်ဘူးလို့ရင်ပတ်ဆွဲကြိုးနဲ့ကောင်တွေရဲ့အဝေးဖန်ခံရလာပေါ့ ကန်လိုက်ပုံကလည်းလူပါမကနတ်ပါမို့အောင်ပြောတတ်တဲ့ပါဇက်ကြီးနဲ့အဆွေခင်ပွန်းဖြစ်ခဲ့ရသေး။အဲ့ဒီပါဇက်ကြီးရဲ့စကားပင်လည်းမှအသက်၄၀နာကတ်နေတာတော့အနည်းအထိုင်မတတ်သေးဘူးလို့ရင်းနဲ့နဲ့နေရသေး။တကယ်တော့ဒါသူ့မိမွေတိုင်းဖမွေတိုင်းမှာသူ့နူးညံ့တိမ်မွေးမှုပါ။သူ့ယဉ်ကျေးတဲ့သွေးကြောပါ။နတ်ဆိုးတို့ပါဇက်မှာပတ်လက်ခံရတဲ့သူ့ကိုယ်ပိုင်အတွင်သားပါ။မောင်ချောနွေး